မမမနိုင်ငံကောက်မာလေးတောင်းချိုးသားထားပါလားဆိုရဲဟာမျိုးလည်းဖြစ်အောင်ပေါ့နော်သိချာတချင်အစအစောအစောဝိတ်တွေလည်းခြားရဲ planning တွေလည်းအများကြီးလုပ်ပြီးတော့ဒီ woman တွေရဲ့ power ကိုလည်းပြထားတဲ့တချင်ပေါ့ဟုတ်ဟုတ် ့ကိုကပေးဖချင်းတာ power ရှိရပေါ့နော် lyrics တွေမှာလည်း power ရှိအဲ့ power ကလည်း powerful ပုံဖြစ်တယ်ကိုကိုပြန်လဲတူးဖော်ရဲဆိုတဲ့ဟာမျိုးပေါ့နော်လူဆိုတာ lost ဖြစ်ရင်ကိုကိုပြန်လဲတူးသွားမယ်မိစံနီကိုယ်တိုင်ပဲကိုယ်တိုင်ကိုပြန်တူးနေတာဒီထဲမှာ twin aon နေပြီးတော့ hibernate ဖြစ်နေမိစံနီကိုဒီဘက်ကအပြင်ကမိစံ energy ဖြစ်နေတော့ဆွဲခေါ်တာပေါ့နော်အဲ့တော့ဒီခါရီတချင်းကတော့မိဆက်နေရရန်စိတ်တက်ကြတဲ့အချိန်မှာကိုကိုကိုပေါ့နော်အဲတချင်းနဲ့အတိုင်း ကောင်းပါလေနောက်ထပ် better version ပြီးဆိုင်နေပေါ့เนาะအရင်တော့က ဟိုမိဆိုင်ချားထဲမှာစိတ်တက်ကြပြီးတော့ကိုကိုပျောက်ဆုံးသွားတယ် loss ဖြစ်သွားတဲ့အခါမျိုးရှိခဲ့ရပေါ့နော်အဲ့ချိန်မှာကိုကကိုကိုပျောက်ဆုံးသွားရင်ကိုကိုပဲပြန်လဲဆွဲထုတ်ရမယ်ဆိုတာနားလည်သွားရပေါ့နော်ဟိုကိုဟို happiness ကကိုဟာကိုဖန်တီးသွားမယ်ဟို motivation လည်းကိုကိုပဲပေးရမယ်ဆိုတာနားလည်သွားပြီးတော့ဒီတချင်းကိုမိဆိုင်နေကဒီရှုံးနေတဲ့ကနေလုံးဝ ashes တွေညူဖုံဖုံနေကြပြန်ထလာရကောင်းပါလေးတယောက်အဖြစ်ရေးတာပေါ့နော်နားထောင်တဲ့လူတွေဆိုရင်လည်းအရင်မိဆိုင်လိုပြစ်တိုင်းတောင်လိုတချင်းလိုမျိုး motivational ဖြစ်အောင်အာနောက်ပြီးသွားရင်အားရလည်းတက်အောင်မိဆိုင်နေက vivid တချင်ကိုဖန်တီးပေးတာပါတယ်။အဖန်တီးဖြစ်ခဲ့ရပေါ့။တချင်က international artist project တွေကတချင်ဖြစ်တဲ့အတွက်ဟိုအင်္ဂလိပ်လိုတွေများတာပေါ့နော်။ဒါမြန်မာလိုလည်းပါပါတယ်။အဲ့တော့တချင်ကိုလည်းတခြားနိုင်ငံ artist တွေကြည့်ရင်လည်းမိုက်အောင်ပြီးတော့မြန်မာနိုင်ငံကိုစားပြုသွားတဲ့တချင်တချင်ပုံစံမျိုးဖြစ်နေရောကြည့်လိုက်ရင်လည်းဟိုအားလုံးကဘယ်လိုပြောမလဲ။မြန်မာမြန်မာမြန်မာနိုင်ငံကောက်မာလေးတောင်ကြီးကျိုးသားထားပါလားဆိုရဲဟာမျိုးတွေလည်းဖြစ်အောင်ပေါ့နော်။တခြားတချင်အစအစောအစောဝိတ်တွေလည်းခြားရဲ planning တွေလည်းအများကြီးလုပ်ပြီးတော့ဒီ woman တွေရဲ့ power ကိုလည်းပြထားတဲ့တချင်ပေါ့။ဟုတ်ဟုတ် ဟုတ်ကဲ့အဲဘိုးလို့ရေးရရောရဲခက်ခဲဖြစ်ခဲ့ပါတယ်တော်တော်တော့အချိန်ယူပြီးတော့ စ조사ပါဘောတော့တချင်းကြီးကလည်းအင်္ဂလိပ်စာတွေတော်တော်တတ်သွားတယ်နောက်ကတော့ဒီတချင်းရဲ့ကိုက page တချင်းက power ရှိရပေါ့နော် the lyrics တွေမှာလည်း power ရှိရအဲ့ power ကလည်း powerful ပုံဖြစ်တယ်မိစိန်တချင်းရေးပြီးွားတဲ့အချိန်မှာမိစိန်စိတ်တက်ကြရဲ့မိစိန်နေရတယ်တော်တော်ကြီးဟိုတချင်းဟိုဟိုပြီးွားတဲ့အချိန်မှာ fulfillment so fulfillment လို့မျိုးရသွားပြီးတော့ဒီတချင်းကပေး energy နဲ့ပြန်ပြီးတော့ပို့ပြီးတော့ဟို motivated ကိုပို့ပို့ဖြစ်လာတယ်လို့လည်းမိစိန်မြင်နေပေါ့နော်ဟုတ်ကဲ့ခံစားချက်ကတကယ်ခုံယူပါတယ်ဒီတချင်းကခုနကသူပြောသလိုပဲပေါ့နော်ဟို international artist တွေ project တင်မှာပါဝင်တဲ့တခြင်းလေးဖြစ်တယ်နံပါတ်၁ချက်နံပါတ်၂ချက်ကကြတော့ဒီတခြင်းကခုနကတည်းက comeback song လေးလည်းဖြစ်တယ်ဒီနေ့ခုနကတိလာလည်းဆန်စုနဲ့ကြော်ပြီး ျွန်တဲ့ချိန်မှာသူအစဉ်ပြေခဲ့တဲ့ဟာတွေကိုလည်းကိုမြင်ရတယ်ခက်ခဲတွေကြုံဖြစ်ကြုံတွေ့နေရတဲ့အချိန်မှာလည်းတခြားတွေ့နေရတယ်အဲ့မှာလည်းသူဘယ်လိုကြော်ဖြတ်လာတယ်ပေါ့နော်ငါနေနေပြောခဲ့သလိုပဲကိုလည်းကိုလုံးကိုတူတူတက်မတက်အောင်အားပေးပြီးတော့မှဆွဲခေါ်လာတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတချင်းကဟိုသူရဲ့ comeback song ဖြစ်တယ်ပြီးတော့နောက်သူဒီแท้ပါဆိုရင်ဒီဘွားကဖြတ်တန်းလာတဲ့အဲမီနီလေးအထက်ပဲလေးတွေနောက်ပဲမာလေးတွေထားထားတယ်ဟိုရှိတယ်ပေါ့နော်အထူးသဖြင့်ဒါသူရဲ့ trademark က piggy boo လေးဖြစ်တယ်ဒီဘွား ဒါလေးပေါ့နော်ဒီမှာဆိုလည်းတွေ့မယ်ထင်တယ်ဒီမှာအရင်တော့ကတော့အရင် cute ဖြစ်တဲ့ချစ်ဖို့ကောင်းတဲ့ work လေးဒါပေမဲ့အခုကျတော့ work က evolve ဖြစ်လာပါဆွဲနေပေါ့ work အကျန်းစားအကျန်းစား work အကျန်းဖြစ်လာဆွဲဂျိုးထွက်လာဖိုက်တာပေါ့ဟာဖိုက်တာဖြစ်သွားပါပြီလို့ဟုတ်လားဖိုက်လိုက်တယ်ကျွန်တော်က essay လေးထွက်လာဟုတ်လားဟာဟာအဲ့ဒါတော့အဲ့ဒါတော့ဟုတ်တယ်အဲ့ဒါ writer 2ခိုင်းတာအကြီးတဲ့မဟုတ်မစက်နေကကိုကိုကိုပြန်လဲတူးဖို့ရဲဆိုတဲ့ဟာမျိုးပေါ့နော်လူဆိုတာ loss ဖြစ်ရင်ကိုကိုကိုပြန်လဲတူးသွားမယ်မစက်နေ ကိုယ်တိုင်ပဲကိုယ်တိုင်ကိုပြန်တူးနေတာဒီထဲမှာ twin ion နေပြီး hibernate ဖြစ်နေတဲ့ mission တွေကိုဒီဘက်ကအပြင်က mission energy ဖြစ်နေတဲ့သွားဆွဲခေါ်တာပေါ့နော်အဲ့တော့အဲ့လိုထုတဲ့ဟာမှာအဲ့ထုတဲ့ဟာမှာလဲလို့လမောင်းတွေပါနေနေအဲ့လိုတီးတွေပါဆိုလို့မလို့အဲ့မှာ walk out တွေလောက်တာအစီမတွက်နေအောင်အဲ့လိုပြောတော်တော်ကလည်းတကယ်ကျွန်တော်တို့ကကြောက်တီနဲ့ဟိုစီထားတာဆက်ကတော့ green screen နဲ့ရိုက်ထားတာဖြစ်တယ်အောက်ကမြေကြီးဆိုလဲကျွန်တော်တို့ခင်းထားတယ်အဲ့မဲ့သူထုတဲ့အချိန်မှာလဲရုတ်တိရှိအောင်ပေါ့နော်အဲ့ဒါတကယ်ဟို ဘယ်လိုလဲမိုင်းတွင်းထဲကကြောက်တယ်ကျွန်တော်ကားရင်းနဲ့သွားတဲ့အခွဲတွေကအကုန်လုံးပြန်ပြီးရင်သူထွက်အချိန်မှာလည်းပြုတ်ကြအောင်တေးချာဆက်ကပ်ပြီးတော့မှလောရတယ်ပေါ့နော်အဲ့တော့ပြောသူထွက်တဲ့ဘယ်လိုခေါ်ရလဲဒီပေါက်ပေါက်တူးကလည်းဟိုဟာတကယ်အလေးအစစ်ကြီးပေါ့နော်အဲ့တော့သူတော်တော်လောက်လိုက်ရတယ်မြေးပါရင်တော့ပွင့်ထွက်သွားတယ်ကြောက်တော့မြေးပါပွင့်သွားနောက်ဆိုအိမ်မှာတူးရေလိုးရေပြောနော်အိမ်ဆောက်ပြီမယ်တူးပြီမယ်အဲ့ချိန်တော့အဲ့မှုကိုအញ្ញမ်းရောက်တယ်ပေါ့နော်အဲ့တစ်ချဲမှုက အဲ့တချင်းနဲ့ကမူကိုအဲ့အဲ့အဲ့အချိန်မှာတော့အရင်ငါဟဲ့အာကမိမဆိုရယ်စိတ်ကရှိတယ်တချင်းနောက်ထောင်တိုင်းလည်းအဲ့လိုလေးစိတ်ရင့်နေတဲ့အချိန်မှာဒီလိုတချင်းမျိုးရယ်ပြီးပြီးဆိုင်ရင်ငယ်တော့ရည်တာပြစ်တိုင်းအောင်တချင်းအဲ့လိုမျိုးချင်တာထောင်လာအဲ့လိုကွာချက်သိနေထားပြီးတော့ငါလုံးနိုင်တယ်အဲ့လိုအဲ့လိုမျိုးမူကတော့တော်တော်ရောက်သွားတယ်တချင်းက music video ကြည့်ရင်လည်းပိုရောက်သွားပါတယ်အဲ့တော့ တငယ်ချင်းကိုလည်းချစ်စုပါတယ်ဒီ production ကိုပေါ့နော်ဟိုတိတ်ဟိုရမခိုက်သေးဘူးခင်သူကစုတယ်သူကနင်တို့တွေပေါ့အခုလိုမျိုးပေါ့သူကအမြဲဆိုနင်တို့တွေပေါ့ပုဆန်နေပေါ်နေတာဒီလိုခင်တယ်ပုဆန်လောက်ရှားနေရပါပေါ့ဖြစ်တယ်ပေါ့သူကတော့အဲ့လိုစေတနာနဲ့ပါဟိုပါသူကစရပါတကယ်တော့အဲ့လိုမျိုးဟိုဟုတ်တယ်ငွေကောင်ကြေးကြလည်းရှိခဲ့ပါတယ်အချိန်ရောဟိုလူတွေလူဝင်အားလည်းအများကြီးပဲပေါ့ဒါမှမဟုတ်ဆက်နေရဟိုပရိသတ်တွေစိတ်မကောင်းဖြစ်မှာတော့ဟိုဘလောက်ဘလောက်နဲ့ရိုက်လိုက်ပါအဲ့လိုမျိုးကြီးပြောရင်ကြောက်ရလေလေဟိုမပြောအဲ့လိုပြောရမှာအားနာဘယ်လိုလဲမသိအဲ့ဒါကြောင့်အဲ့အဲ့ဒါကြောင့်မလို့ ပြည့်ထည့်ထားပါတယ်ဟာအရင် crazy ဖြစ်တယ်အဲ့တော့ဒီ music video ကတော့ဟိုအမှတ်တရအခုအမှတ်တရ music video မှာအမှတ်တရရှိရပါတော့ဟိုကြာနေတခြား music video တတတနာပါသူတို့ငိုပါဘူးသူတို့သူတို့အမှတ်တရမဖြစ်ဘူးပြောတယ်ဒါပေမဲ့ဒီဟာကတော့တကယ်ကို come back တခြင်းဖြစ်တယ်ကိုတကယ်စိတ်တက်ကြတဲ့အချိန်မှာကိုကိုပြန်အားပေးပြီးတော့သူများကအားပေးတဲ့တခြင်းဖြစ်တဲ့အတွက်ဒါအမှတ်တရဖြစ်တဲ့အတွက်မိစံကြီးကုံကုံကလည်းမိစံကြီးလုံးဝကျေနပ်ပါတယ် artist တွေအကုန်လုံးရှင်းမနိုင်ငံအားဆိုတဲ့အတွက်တကယ်ဟိုဟိုလိုဟိုအောင်မြင်နိုင်မအောင်မြင်နိုင်တဲ့ထက်ပေါ်တော့ ဘော record လေးတစ်ခုတပိုင်းလေးတစ်ခုပေါ့နော် music history မှာတပိုင်းလေးတစ်ခုဖြစ်သွားမှာပါဟုတ်